လေးစားအပါသောမိဘပြည်သူများမင်္ဂလာပေါင်းနှင့်ပြည့်စုံကြပါစေကြောင်းဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ကျမကတော့ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ညီညွတ်ရေးပါတီ Union Peace and Unity Party UPUP ဥက္ကဋ္ဌဒေါ်စောယုမာဖြစ်ပါတယ်။ကျမတို့ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ညီညွတ်ရေးပါတီ Union Peace and Unity Party UPUP ဒီစစ်စနစ်ကျနာသောဖွဲ့စည်းပုံစီမင်း systematic နဲ့ မူဝါဒလုပ်ငန်းစဉ်များအတိအကျရှိသောပရိုဂရမတစ်တို့ဖြင့်ပေါင်းဆက်ဖွဲ့စည်းထားသောနိုင်ငံရေးပါတီတရဖြစ်ပါれပါတီရဲ့ဆောင်ပုံများဖြစ်တဲ့ Universal Basic Service လူတိုင်းအတွက်အခြေခံဝန်ဆောင်မှုနှင့် ပါတီဤဆန်မှန်ငားမှန်ဖြစ်သော လူမှန်နေရာမှန်စနစ်မှန်သဘောတရားမှန်ပြည်သူအတွက်မှန်ဆိုတဲ့ဆောင်ပုံများအတိုင်းအကောင့်ထဲပေါ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသောအနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တရက်ဖော်ဆောင်နိုင်ရန်အတွက်ပါတီမှချမှတ်ထားတဲ့မူဝါဒများနဲ့အခြေခံသဘောတရားလုပ်ငန်းစဉ်များကိုပြည်သူများသို့သိရှိစေရန်အတွက်အတီးပေးကြေညာအပ်ပါတယ်ယနေ့အချိန်ကဟာဤပညာခေဖြစ်သည့်နေ့အညီ AI ဤပညာများ တိုးတက်ပေါ်ထွက်လာလျက်ရှိသည့်အတွက်ကမ္ဘာပေါ်မှာ လာမယ့်ဆယ်စုနှစ်အတွင်းအလုတ်ကိုင်းရှားပါမှုအလုတ်လက်မဲ့လူဒန်းစားတရက်ပေါ်ထွက်လာနိုင်ပွဲမြင်တွေ့နေရပါတယ်။အနာဂတ်သို့ရည်မှန်း၍လူမှုအတွက် universal basis စပြီးလူတိုင်းအတွက်အခြေခံဝန်ဆောင်မှုအဖြစ်နိုင်ငံသားတိုင်းအတွက်အခမဲ့ပညာရေးအခမဲ့ကျန်းမာရေးအခမဲ့တည်ယူပို့ဆောင်ရေးဖော်ဆောင်ပေးနိုင်ရမယ်လို့ဒီမဲ့ချက်ထားရှိပါတယ်။ကျမတို့ပြည်တော်စုငញ្ញမ်းရေးနဲ့ညီညွတ်ရေးပါတီဟာတမိုင်းပေးလိုအပ်ချက်အရာ ။တမိုင်းပေးတာဝန်တရဖော်ဆောင်ရဲ့အတွက်ပေါ်ထွက်လာသောလူမှုလူဒန်းစာအလွှာဆောင်ပါဝင်ပြီးအမျိုးသားရေးကိုအခြေခံ၍အမျိုးသားအကျိုးစီးပွားကိုထိတ်ထားကနိုင်ငံတော်ရဲ့ကဏ္ဍစုံကိုဗတ်စုံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်မဲ့လူမှုအခြေပြု ကိုစားပြု နိုင်ငံရေးပါတီတရဖြစ်ပါတယ်။ပါတီရသတ်မှတ်ထားရှိတဲ့နိုင်ငံရေးမူဝါဒများမှာ ပေမနိုင်ငံရေးမူဝါဒကြီး၄ခုဖြစ်သော liberalism, progressivism, conservatism, nationalism တို့အနေနဲ့ ဝါရတခုတည်းကိုတသမတ်တဲ့လက်ကင်ထားမကျင့်သုံးပဲမိမိနိုင်ငံရဲ့လူမျိုးဘာသာသာသနာယဉ်ကျေးမှုဓလေ့စရိုက်ပထဝီအခြေအနေနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုပဂရီအခြေအနေတို့ပေါ်မူတည်ပြီးအခြေအနေနဲ့အချိန်ကာလျောက်လည်ရောညီတွေစွာအံဝင်ကွင်ကြဖြစ်အောင်လိမ္မာပါနဲ့စွာဖြင့်မြည်တိဝါရဝမအစွန်မရောက်စေဘဲလိုအပ်တယ်လို့ထဲ့သွင်းကျင့်သုံးသွားပါမယ်ပါတီနဲ့လူပုဂ္ဂိုလ်ကိုရှင်မာက ပါတီကိုရွေးချယ်ရမှာဖြစ်ပြီးပါတီနဲ့နိုင်ငံကိုရှင်ပြီးရွေးချယ်ရပါကနိုင်ငံအရေးဝသာရွေးချယ်ရမှာဖြစ်ပါတယ်။ပါတီရီဒီမိုကရေစီရှင်သန်ရေးဟာပါတီရဲ့အသက်ဝိညာဉ်သွေးကြောအဖြစ်သဘောထားကအလေးထားဆောင်ရွက်သွားပါမယ်။ Collective Leadership Style စူပေါင်းကောင်းဆောင်မှုပုံစံဖြစ်ပါတီကိုတည်ဆောက်သွားပါမယ်။လူမှုကိုစားပြုပါတီတရဖြစ်ပေါ်စေရန်အတွက်ပါတီရင်းအုပ်စုဖွဲ့မှုလူပုဂ္ဂိုလ်ကိုယ်ကွယ်မှု Personality Core ပါတီတွင်လူဘျူရိုကရက်တစ် မပေါ်ပေါက်စေရေးပါတီရင်းဆွေမျိုးမိတ်ဆွေကောင်းစားရေးဝါဒ political nepotism မကျဉ်းသုံးစေရေးပါတီရင်းစီမင်းစည်းကမ်းများပါတီရဲ့ rule and regulation တိကျစွာလိုက်နာဆောင်ရွက်ရေးပါတီကောင်းဆောင်နေရာအားလဲနိုင်ငံရေးအမွေဆက်ခတ်မှုပုံစံမဖြစ်ပေါ်စေရေးလို့ကိုစနစ်တကျကာကွယ်တားဆီးသွားမှာဖြစ်ပါတယ်။တဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေဘဲစီးပွားရေးအရာလဲအစဉ်ပြေမဲ့စိမ့်လန်းတဲ့မူဝါဒများ green policy များချမှတ်ဆောင်ရွက်သွားပါမယ်။ ပါတီရဲ့အခြေခံသဘောတရားများမှာနိုင်ငံရေးတွင်ထာဝရရန်သူမရှိသလိုထာဝရမိတ်ဆွေမရှိဘဲနိုင်ငံအကျိုးစီးပွားသာထာဝရဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံအရေးနဲ့ပတ်သက်လာရင် အမျိုးသားအကျိုးစီးပွားကိုအဓိကထားကာကွယ်သွားပါမယ်။စစ်ပောင်ကျဲလျင်နိုင်ငံရေးပောင်ကျင်းမယ်။နိုင်ငံရေးပောင်ကျဲလျင်စစ်ပောင်ကျင်းမယ်ဆိုသောဥပဒေသားအရနိုင်ငံရေးအင်အားစုများအားကောင်းအောင်စူးစမ်းဆောင်ရွက်သွားပါမယ်။ပြည်ရေးလက်နက်ကိုင်း ရိပကခြုံငင်းစီရန်နဲ့ထာဝရငင်းငယ်ရရရှိစီရန်မျှော်ကိုးပြီးနိုင်ငံတစ်ခုမှာတပ်မတော်တစ်ခုပဲရှိရမယ်။ One country one army ဆိုတဲ့ဥပဒေအတိုင်းမြမတပ်မတော်ကိုခိမိဖွံ့ဖြိုးတိုးတက်ပြီးအင်အားတောင့်တင်းခိုင်မာလာအောင်စွမ်းရည်ထက်မြက်လာစေရေးပါတီအနေနဲ့ပံ့ပိုးကူညီဆောင်ရွက်သွားပါမယ်။အသိပညာရှင်တက်ပညာရှင်ဤပညာရှင်တို့ကိုအခြေခံကရင်ကျေးတင်မှုစွာနဲ့ပေါ်ဆောင်ရမယ်ဒီမိုကရေစီစနစ်ထွန်းကားပြန်ပွားစေရန်နဲ့ ဒီမိုကရေစီသဘောတရားများအနှစ်သာရများကိုတန်ဖိုးထားလေးစားမြတ်လို့ပြီးအမြင့်တွယ်ရှင်သန်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမယ်နိုင်ငံရေးသမားကောင်းများပေါ်ထွက်လာစေရန်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်လုပ်ငန်းရှင်များအနေနဲ့မြန်မာနိုင်ငံတွင်ခြေရက်တွေလူဒန်းစားနဲ့အခြေခံလူဒန်းစား80ရာခိုင်နှုန်းရှိသောပြည်သူများအတွေ့စည်ရန်ဝဲတွေမူပပျောက်ရေးကျေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးကိုအဓိကထားဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ဈေးကွက်စီးပွားရေးစနစ်မှာ လွတ်လပ်စွာပါဝင်နိုင်ခွင့်ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို တိုးမြင့်ရေးပြည်သူလူထုရဲ့စည်ရဲနှွန်ပါမှုပညာရေးနှိမ်ပါမှုအသိဉာဏ်စင်စါတွေးခေါ်မှုနှိမ့်ကြလာခြင်းတို့မှကာကွယ်၍အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ခြင်းပံ့ပိုးကူညီခြင်းများကိုဆောင်ရွက်သွားမည်ဖြစ်ပါတယ်။နိုင်ငံဖွံ့ဖြိုးတိုးတက်မှုရဲ့အဓိကဖြစ်တဲ့လေယာကန်နစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများလမ်းမဆက်သွယ်ရေးလျှက်စစ်ဆွဲရင်ကျေးလက်သမဝါယမအလုသမရေးရာရွှေပြောင်းလုတ်သား ် SME MSME လုပ်ငန်းရှင်များတက်သည့်ပညာရှင်များဤပညာရှင်များစတဲ့ကဏ္ဍဆုံးဖွံ့ဖြိုးတိုးတက်လာစေရန်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ပြည်သူအသံပြည်သူဆန္ဒပြည်သူမျှော်မှန်းချက်များကိုအကောင့်ထဲပေါ်ဆောင်ရွက်ရန်နဲ့နိုင်ငံသားတဦးချင်းစီရဲ့ရပိုင်ခွင့်ကိုပိုင်တွေးခေါ်ယုံကြည်ချက်ခံယူချက်များနဲ့လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုပိုင်ခွင့်များရရှိစေရန်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။နိုင်ငံသားတိုင်းဟာအကြမ်းဖက်မှုချိန်ချောက်မှု ဘာသာရေးခူးထုံးလုပ်မှုအမျိုးသားရေးအစွန်းရောက်မှု ပုံကိုရေးတိုက်ခိုက်မှုတို့မှစိုးရိမ်ရန်မရှိဘဲလုံခြုံစိတ်ချအေးချမ်းစွာ နေထိုင်နိုင်မဲ့ဥပဒေအကာအကွယ်များရရှိစေရန်ဆောင်ရွက်သွားမည်ဖြစ်ပါれနိုင်ငံတကာနဲ့ဆက်ဆံရေးမူဝါဒတရက်ရေးဆွဲချမှတ်ဆောင်ရွက်ရန်နဲ့ပြည်ပရောက်မြန်မာနိုင်ငံသားများမိမိနိုင်ငံသို့ဘေးကင်းလုံခြုံစွာပြန်လည်ရောက်ရှိစေရို့လည်းဆောင်ရွက်သွားမည်ဖြစ်ပါれကလေးတငယ်များမိဘမဲ့လေလွင့်ကလေးများ အမျိုးသမီးများ မတန်ဆွမ်းသူများတက်ကြီးရွယ်အိုများအားနည်းသူများနဲ့ထိခိုက်နေတာသူများအတွေ့စားဝတ်နေရေးကာကွယ်စောက်ရှောက်ရေးအစီအမံများထားရှိဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်မြမတမိုင်းများမှားယွင်းခဲ့သောလုပ်ငန်းစဉ်များဖြစ်စဉ်များမှသင်ခန်းစာယူပြီးမှန်ကန်ကောင်းမွန်သောအရာများကိုတူယူပြီးဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်တို့ဖြစ်ပါ၍ လူငယ်တို့ရဲ့အစွမ်းကို ဖော်ပြဖို့ UPUP ဝင်ကြဆိုအမျိုးသမီးစွမ်းဆောင်ခြင်းများကိုဖော်ထုတ်ပေးမှာ UPUP ပါတီတာဖြစ်ကြောင်းနဲ့နိုင်ငံတော်ရဲ့အနာဂတ်ကိုပြောင်းလဲဖို့ UPUP ကိုမဲပေးကြပါစို့မိဘပြည်သူများကို တိုက်တွန်းပြောကြားလိုပါတယ်ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ညီညွတ်ရေးပါတီဟာဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုနိုင်ငံတော်ကြီးတည်ဆောက်ရေးနိုင်ငံတော်ရဲ့အရေးသုံးပါဖြစ်သော ပြည်ထောင်စုမပြိုကွဲရေး တိုင်းရင်းသားစီတို့ညီညွတ်မှုမပြိုကွဲရေးအချုပ်အခြာအာဏာတည်ရခိုင်မြဲရေးတို့အတွက်ကျမတို့ UPUP ပါတီဝင်တိုင်းမှအသက်ကိုပဓာနာမထားဘဲအဆုံးထိပိဆက်ခါကာထိမ့်သိမ့်ကာကွယ်စောက်ရှောက်သွားမည်ဖြစ်ပါကြောင်းအစီရင်ခံတင်ပြအပ်ပါရယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် party the mind the chess and then you be you be you know my name is nema the body yama kidupa man is ever me so